နှစ်မှာတော့ငပေါင်းထောက်ပြုတ်လုံနေလေးကိုတောင်းဆိုထားတဲ့သူများတွေဖြစ်လို့တဝဲဒေတာဖက်ကလောက်စာဖြစ်တဲ့ငပေါင်းထောက်ပြုတ်လုံနေလေးကိုလာမြပြရရှိပါတယ်။တဝဲဒေတာဆိုတာတည်းဖြူတို့အိမ်မှာအမေမြဲလောက်ကျွေးတဲ့နေလေးပေါ့နော်ဒီနေလေးရဆိုလို့ရှိရင်သူကအဆက်ရတာမရှိဘူးဆိုပေမဲ့ဖြူတို့စားလိုက်တဲ့ချိန်မှာလုံးဝမအီဘူးပေါ့နော်နောက်တစ်ခုကထမင်းနဲ့အရင်ကိုမိတ်စေပါတယ်။ ဓာလေးတွေကတော့ငပေါင်းထုံးမှာအတိကပါဝင်တဲ့အတီးရွက်လေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့မြင့်ပြုတ်လေးပါမယ်ပြီးတော့ကစွန်ရွက်ပါမယ်ပြီးတော့မိုးရဲငပြောဖူးရဲကမွန်းချီရွက်နှစ်စီးစာပဲဖြစ်ပါတယ်ရှင်အသားနေရာမှာကျတော့ဖြိုးဟာဝတ်သားကြေးလေးနင်းငယ်ကိုသုံးထားပါတယ်ဝတ်သားငပေါင်းထုံးလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီနေရာမှာတခြားငါးကိုသုံးမယ်ဆိုလည်းရပါတယ်ရှင် ပထမဆုံးဖြူတို့အပျော်ဖူးကိုစားရည်လေးနဲ့စိမ်ပေးရန်အတွက်စားရည်လေးကို အရင်လာဖြောက်ပေးထားလိုက်ပါမယ်။ စားရည်လေးဖြောက်ပြီးလို့ရှိရင်တော့ငါပြောဖူးမှာဒီရင့်နေတဲ့အခွန်လေးတွေကိုဖယ်ထုတ်ပြီးလို့ရှိရင်တော့ခပ်ပပနေထားလေးတွေလှိထားပေးလိုက်ပါမယ်နော်လှုပ်ရှားတဲ့နီးလေးကတော့တူကြမလားမသိဘူးပေါ့နော်ဒီနီးလေးကဆိုလို့ရှိရင်ဖြိုးတို့အိမ်မှာအမေမျက်လုံးကြွေတဲ့နီးလေးပဲဖြစ်ပါတယ်ရှင်လှုပ်နီးလေးကတနေနဲ့တနေတူချင်းမှလည်းတူမှာပေါ့နော်ဖြိုးတို့ငါပြောဖူးကိုလှိပြီးပြီဆိုလို့ရှိရင်တော့ခုနကဖြောထားတဲ့စားရည်လေးနဲ့စိန်ထားပေးလိုက်ပါမယ်နော် ူရဲ့အရသာလေးရဆိုလို့ရှိရင်မြမငပေါင်းထုံးနဲ့ပါကွာလဲဆိုတော့ကမိုးချင်ရပါတာဖြစ်တဲ့အတွက်ဖြူတို့စားလိုက်တဲ့ချိန်မှာဆိုလို့ရှိရင်ဆိတ်ဆိတ်ချင်းချင်းလေးနဲ့ပေါ့နော်တမျိုးလေးစားလို့ကောင်းပါတယ်ရှင်ဒီတိုက်စားရလည်းအရန်စားကောင်းသလိုထမင်းပူပူလေးနဲ့တွဲစားရင်လည်းအရန်ကိုလည်းခက်ပါတယ်ပြီးရင်တော့ကစုံရနိုင်ငယ်ကိုလည်းအစစ်သက်လှိထားပေးလိုက်ပါမယ်နော်ကစုံရွက်လေးပြီးတာနဲ့မြစ်ပြုတ်လေးနေငယ်ကိုလည်းခုလိုမျိုးလေးခက်ပပနေထားလေးတွေလှိထားပေးလိုက်ပါရရှင်။ ပြီးရင်တော့ပိုပွင့်လေးတွေကိုလည်းဖြိုးလို့အဆင်သင့်ဆိတ်ဆော့ပေးထားလိုက်ပါမယ်နော်။အဲ့မှာဆိုလို့ရှိရင်ဒီငပေါထောက်လေးထောက်စာဖြစ်တဲ့နေ့ဆိုလို့ရှိရင်ဒီတိုင်းစာရုံးနဲ့တော့၃လေးထောက်လောက်ကုန်သွားတယ်ပေါ့နော်။အရင်စားကောင်းပါတယ်ရှင်။ကဲပြီးရင်တော့ဖြူတို့ကင်မွန်းချင်ရွက်ကိုလည်းခုလိုမျိုးလေးချွေပြီးတော့ပေါ့နော်ခပ်ပပွားနေထားလေးတွေထိထားပေးလိုက်ပါမယ်နော် ကဲကမိုးချီရက်ကိုလည်းလှိပိပိဆိုလို့ရှိရင်တော့ဖြူတို့ချက်တော့နေအလုံးကြီးတစ်လုံးစာလောက်ကိုလည်းလေးထားပေးလိုက်ပါမယ်ရှင်ချက်တော့နေကတော့ဖြူတို့မြများထက်လေးငပေါင်းထုံးမှအချိုတက်လေးပိုရလေးပေါ့နော် ပြီးရင်တော့ဖြူတို့စားရေးစိန်ထားတဲ့ငပြောဖူးကိုလည်းရေစေးပြီးတော့ရေညှစ်ပစ်ထားလိုက်ပါမယ်နော်။ကဲပါဝင်ပစ္စည်းတွေလည်းအလုံးစက်သဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူတို့စားပြီးတော့လုပ်ပေးလိုက်ပါမယ်။ရင်အောင်ဆုံးရေစေးပြီးတော့ရေညှစ်ထားတဲ့ငပြောဖူးကိုထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့ဖြူတို့ဆက်သက်လီထားတဲ့အသေးရွက်လေးတွေကိုပါထည့်ပေးလိုက်ပါမယ်နော်။ပြီးရင်တော့ဝတ်သားခြင်းနဲ့ချက်သွန်တွေကိုထည့်ပေးလို့ရှိရင်တော့ရတာဆက်ထားပေးလိုက်ပါမယ်နော်။ အရသာအတွက်ကစားထဲ့တယ်ပြီးတော့အသားမှုန့်ထဲ့တယ်ပြီးတော့ချုံမှုန့်နှိမ်ငယ်နဲ့စနှင်းမှုန့်လေးနှိမ်ငယ်ကိုထည့်ပေးလိုက်ပါပြီးရနဲ့ကောက်ညင်မှုန့်ကို ထမင်းစားစွန်းနဲ့မောင်းမောင်း၆စွန်းစားကိုထည့်ပေးလိုက်ပါ ပြီးရင်တော့ငပိထမေဆာဆုံးရဲ့တပတ်စာလောက်ကိုထည့်ပေးလိုက်ပါတယ်။ငပိကိုကြတော့ဖြူတို့ကမိုးရွက်နေသားကိုကြည့်ပြီးတော့ပေါ့နော်ချိန်ဆပြီးထည့်ပေးရမှာဖြစ်ပါရဲ့ရှင်။ပြီးရင်တော့စီကိုကိုလိုအပ်တလောက်ထည့်ပေးလိုက်ပါမယ်နော်။စီကိုကြတော့ပုံမှန်ထက်နည်းနည်းပို့ပြီးတော့ထည့်ထားပါရဲ့ရှင်။နှပေါင်းထောက်လေးကစီလေးနဲ့နဲ့လေးပို့ထမ်းမှသာစီရွှဲရွှဲလေးနဲ့စားလို့ကောင်းမှာဖြစ်ပါတယ်။ပြရတဲ့သူတဲ့ဥဖြိုးကရေလေးနှင်းငယ်ကိုထည့်ပြီးတာနဲ့အားလုံးကိုသမတော်အောင်နှဲထားပေးလိုက်ပါတယ်။ အားလုံးလောကနှက်သွားပါတော့ဖြူတို့နဲ့တော့ပြေးလိုက်ပါမယ်ရှင်အခုဖြူထက်ထားတဲ့နေသားဆိုလို့ရှိရင်တော့သူရရတာကလောကကွက်တေးပဲပေါ့နော် နောက်ထပ်ဘာမှတော့ထပ်ပြီးတော့ထက်เสียမလို့တော့ပေါ့နော်အရင်စားလို့ကောင်းပါတယ်ရှင်ကဲဖြိုးတို့နဲ့သွားလိုက်တာအာလောလနဲ့သွားပြီဆိုလို့ရှိရင်တော့စားထုတ်ပေးရန်အတွက်မိခင်ထားတဲ့ငပြောရတဲ့နှစ်ထက်ကိုခုလိုမျိုးလေးထပ်ပေးလိုက်ပါမယ်။ ြီးရင်တော့ခဏကနေထားတဲ့စပလာလေးကိုဖြူလို့ကိုလိုအပ်တလောက်ထည့်ပေးလိုက်ပါမယ်ဒီနေရာမှာအထုတ်ကြည့်သေးကို ကိုစိတ်ကြိုက်ချိန်ဆိုင်ပေါ့နော်ထုတ်ပေးနိုင်ပါတယ်ရှင်ဖြူကတော့အထုတ်ခက်ကြည့်ကြည့်လေးတွေထုတ်ထားပေးလိုက်ပါတယ်ကဲပြီးရင်တော့ဟိုဘက်ဒီဘက်လေးသိမ့်မယ်ပြီးလို့ရှိရင်ခုလိုမျိုးလေးလေးတော့ပုံစံလေးတွေအစဲသေးခောက်ထားပေးလိုက်ပါမယ်နော်ကဲဒါဆိုလို့ရှိရင်တော့တခုရပါပြီဂျန်နေတဲ့ဟာတွေအားလုံးလည်းဒီတိုင်းလေးပဲထုတ်သွားပေးရမှာဖြစ်ပါတယ်ရှင် ကက်အားလုံးလည်းထုတ်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ဖြူတို့စပြီးတော့မီးကင်ပေးလိုက်ပါမယ်နော်ဖြူကတစ်ဖက်မှာအယောင်လေးရင့်လာတဲ့အထိပေါ့နော်ဒီငါပြောရလေးကမီးလေးကျွန်းလာတဲ့အထိกินตัวไปไล่ไปแต่เพิ่มมา10นาทีแล้วป้อเนาะဖြူတို့กินသွားလိုက်တာအနက်လေးရမှွေပြီးတော့ပေါ့နော်နည်းနည်းလေးအယောင်လေးရှင်းလာပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုလှန်ပြီးတော့ပေါ့နော်နောက်တစ်ဖက်ကိုလည်း10မိနစ်လောက်ပဲกินသွားပေးလိုက်ပါမယ်เนาะ ဒါကတော့ပြောလို့အနက်ရတာနဲ့သိတယ်ပေါ့နော်။သူချက်နေပြီဆိုလို့ရှိရင်အနက်လေးကလုံးဝမွေးတက်လာပါတယ်။ကဲဒီနေ့ဟာလေးဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ဝတ်တန်ကပေါင်းထုတ်လေးရတော့ချက်ပါပြီ။ချစ်ပါအောင်သူရဲ့အယောင်လေးရဆိုလို့ရှိရင်စားချင်းစရာလေးပေါ့နော်။အနက်လေးရဆိုလို့ရှိရင်လည်းမှုေးနေရောပဲ။ ခဲ့ဖူးဆိုလို့ရှိရင်တော့လွယ်ကူယူရှင်ပြီးတော့ထမင်းအရဲဖို့မိတ်စီတဲ့ဒဘဝတန်ငပေါင်းထုတ်လိုက်ရတော့စားဖို့အဆက်သက်ဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူရမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ဟုတ်က Subscribe ကိုနှိပ်ခါလို့ကိုနှိပ်ပေးချပါပြန်ကျွန်တော်ဗီဒီယို